2025ဒီဇင်ဘာတရက်ပရမအုပ်စုဆေးရည်မြေပုံကြီးလိုက်ပါစစ်တပ်ကရှမ်းမြောက်မှာနယ်မြေတွေပြန်ရပြီးတော့တော်လိုင်းအရှိန်ရော့သွားတယ်လို့တွေးရတယ်တကယ်တော့ကျွန်တော်တို့မြင်နေရတာကစစ်တိုက်လို့နိုင်တာမဟုတ်ဘူးလို့ပြောခဲ့တယ် geopolitical deal ဆိုပြီးတော့ပထဝီနိုင်ငံရဲ့ဖိအားနဲ့ညှိတာနိုင်ငံကြီးတွေစပွဲဝိုင်းမှာတဘောတူညီချက်အရနယ်မြေလက်လွဲပွဲတစ်ခုဖြစ်သွားတာတစ်ဖက်မှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးအော်နေပြီမဲ့တကယ်တမ်းမြေပြည်မှာဖြစ်နေတာအမဲဘုတ်ထောင်ပြီးတော့စနစ်တကျလုပ်တာမဟုတ်ပါဘူး လူထုကိုအပီးဒီဂျစ်တထောင်ချောက်တဲ့လောင်းအိတ်တွေထည့်သွင်းဖို့ပြင်ဆင်နေတာပြီးတော့စစ်တပ်ရဲ့ရွေးကောက်ပွဲထောင်ချောက်ဆုတဲ့နဇက်စီးပွားရေးပြုလဲမှုအချက်လက်ကိုချိတ်ဆက်ပြီးတော့ကြည့်ဖို့လိုတယ်အပေါ်ရာသတင်းတွေကိုကြော်ပြီးတော့အတွင်းကအယိုးတွေကိုဆွဲထုတ်ကြည့်မှတွေးမှပထမဦးဆုံးရှမ်းမြောင်းနဲ့မန္တလေးတိုင်းအဆက်ကိုကြည့်လိုက်ပါတဲ့င်းလေးမှာတွေ့တဲ့တိုင်းပေါ့ဗျာမိုးကုတ်မိုးမိတ်ဖက်ကိုစကားခ78တက်တွေပြန်ဝင်လာတယ်အလန်ထောင်ပြီးတော့ပေါ်တင်ဝင်လာတယ်တီအန်အေစုပ်ပေးပြီးခေါ်လာတယ်မိုးမိတ်ဖက်ကိုတိုးလာလို့ KIA နဲ့တိုက်ပွဲဖြစ်တယ်အားလုံးသိပြီသား ဒါကိုကြည့်ပြီးတော့စစ်တပ်ကပြန်ပြီးထိုးစစ်ဆင်နိုင်ပြီလို့လည်းထင်လို့မရပါဘူး။ဒါဟာတရုတ်ကြားဝင်စစ်ဆတ်မှုအရာတရအဲအရာနောက်ဆုတ်ပေးရတဲ့ hand over better fit ခုပဲ။ဆိုလိုချင်တာကစစ်တပ်ကမုတ်ကုတ်သူပြန်ရတယ်ဆိုတာကစစ်ရေးဆွဲရေးကြောင့်မဟုတ်ပါဘူး။နိုင်ငံရေးအပိယူကြောင့်ဆိုတာရှင်းနေတာပဲ။ဒါပေမဲ့တတိထားမှာကအောက်ခြေမှာ KIA မှာတခြား PDF မဟာမိတ်တွေတရအဲအေတို့တခြားတခြားအဖွဲ့တွေကအပိယူကိုလက်မခံဘူးစက်တိုက်နေမယ်ဆိုရင်လည်းရှမ်းပြောင်းမြေပေါ်ဟာတောက်ပွဲဆိုင်တိုက်ပွဲ ပြန်ဖြစ်သွားနိုင်တဲ့အန်ဒီရဲလက်ရှိတာပဲဒါဟာအတော်လိုက်အတွက်ဆိုရင်လည်းတော်လိုက်အတွက်လို့တတ်မှတ်လို့ရတာပေါ့နော်တစ်ဖက်ကကြည့်ရင်ပြင်းထလာရင်တရုတ်ဘာလုံးမလဲဆိုတာထပ်စဉ်းစားရမှာပဲထိုင်းနဲ့ဇာအမြဝတီမဲဆောက်ဝင်ယူအဲ့ဒါကအနေနဲ့ပို့ပြီးတော့အရေးကြီးတာလေနိုဝင်ဘာ8ဆက်ရက်နေ့မနေ့ကမင်းလက်ပန်ဖက်ကနေပြီးတော့ဒါစက်ကောက်စီပြစ်လိုက်တဲ့60မမလက်နဲ့ကြီးကြီးငါးလုံးလောက်ထိုင်းဖက်ကြတယ်ပေါ့ဗျာထိုင်းအိတ်တွေထိတယ်စစ်တပ်အတွက်တကယ်တက်တီကယ် error ပဲအနည်းပြဟာအမားတစ်ခုပဲ ။ဘာဖြစ်လဲဆိုရင်ထိုင်းစစ်တပ်ကချက်ချင်းဆိုသလိုအမတ်တစ်တရားလွဲပြီးတော့ကြံတဲ့လေဂိတ်30လောက်ကိုတပတ်တိတိပိတ်လိုက်တယ်။တရားဆိုတာကဟန်ပြစီးပွားရေးရဲ့အဓိကအသက်သွေးကြောအနဇတ်ကရှိတဲ့လေဂိတ်လေးလေးပဲ။ပြီးတော့စဉ်းစားကြည့်ပါကျွန်တော်တို့ရန်ကုန်တို့မြို့ပြတွေကိုဝင်လာတဲ့မော်လမြိုင်တို့မြို့ကြီးပြကြီးတွေကိုဝင်လာနေတဲ့ထိုင်းကုန်စီစီစဉ်မှုရဲ့အဓိကအဆောက်ကိုကိုလက်ရကြီးနဲ့ကိုပြန်ပြစ်မိသလိုပိတ်လိုက်မိသလိုဖြစ်သွားတယ် ဒါဟာ economic 6 point အဲ့ဒီအခြေအနေကြောင့်လာမယ့်ရက်ပိုင်းတွေမှာပါဖြစ်လာမယ်ပေးချပါရဲကုန်စည်နှုန်းတွေတက်လာမယ်အထူးသဖြင့်ထိုင်းသွင်းကုန်စည်တွေတက်လာမယ်ပေါ့ဗျာဒါဟာစစ်တပ်ရဲ့ကုတ်ကဲမှုစနစ်ဘလောက်ပြည့်စည်နေပြီလဲဆိုတာပြနေတာပဲတတိယအချက်ကအလဲပိုင်းနဲ့ရခိုင်ဖက်ဒါ block latin လို့ခေါ်တယ်သွေးဖောက်ထုတ်ခြင်းပုံစံပြစစ်တပ်ဟာရခိုင်မှာစစ်တွေ့ကြောက်ဖြူရေလန်းနေစစ်ကူပို့တယ်လေအဲ့ဒါဟာ island defense ကျောစုတွေကိုပုံစံနဲ့ရအောင်ခြေကုပ်ယူတော့ပြီးတော့ခုခံမယ်ဆိုပြီးတော့မရမကဖိတ်ထားဖို့ရည်ရွယ်နေတဲ့သဘောကိုတွေ့ရတယ်။ဒါဟာလည်းသူ့နာမည်ပြန်ရဖို့ပြည်ပြင်းနဲ့ထိုက်ထားဖို့ကြိုးစားနေတာလည်းမဟုတ်ပါဘူး။တရုတ်ကငါတို့စစ်တပ်လည်းဒီမှာရှိတဲ့ဆိုတဲ့အကြောင်းတက်သစ်ပြောဖို့ကြိုးစားတာပဲဖြစ်တယ်။မဟုတ်လား။ပြီးတော့စစ်တွေကြောင်းဖြူကိုကျောစုလိုမျိုးအခြေအနေမှာပုံစံမရမကခုခံမယ်လူသားတိုင်းနဲ့ပြည်သူတွေကိုကာထားမယ်။ကျန်တဲ့နေရာတွေလေကြားနေဘုံကျဲမယ်။ ဒါဟာနိုင်မည်စုမရေးမဟုတ်တော့ပါဘူး punishment campaign ပေါ်လက်စားချေတဲ့စစ်စင်ရေးတတအခြေအနေမျိုးဖြစ်သွားတယ်စကိုင်းဖက်မှလည်းရွာတွေကိုမိရှုစစ်ကြောထိုးနေတာကသူတို့ရဲ့ election ဆိုပေါ့ရွေးကောက်ပွဲဆိုလိုမျိုးနေရာမှာနိုင်မည်ရှင်းတာမျိုးလည်းမဟုတ်ပါဘူးတော်လိုင်းအင်အားစုတွေညင်မနေနိုင်အောင်လိုင်းနောက်ရှက်နေတဲ့သဘောမျိုးနဲ့ပို့တူနေတယ်ဒီတော့နိုင်ငံတကာအခင်းကျင်းပါထပ်ကြည့်လိုက်ပြီးမှပြန်ချိန်ဆက်မယ်ပေါ့တရုတ်က ရှင်းပါတယ် သူရဲ့ကြားဖြူစီမံကိန်းနဲ့နဇတိညရေးအတွက်ဆိုရင် AO တွေကိုဖိအားပေးပြီးတော့ C5 ရဆုံးဖန်တီးနေတယ်။သူအကျိုးအတွက်စိတ်ကြိုက်ပုတ်ဖို့ဖန်တီးတယ်။မုကုတ်မူမိတ်ကိစ္စဟာတက်တည်ပြနေတယ် Yes or no ။တယောက်ကစက်ကောက်စီကိုလည်းမပြုတ်လက်စည်းချင်းတယ်လို့ပဲ။လောကနိုင်သွားမှောက်လည်းမလို့လားပါဘူး။ Control Choice ပေါ့ဗျာထိုက်ချုပ်ထားတဲ့ဖယံမတာဖယူဖယက်ဖြစ်တဲ့အခြေအနေကိုလိုချင်တဲ့ပုံစံကိုတွေးနေရတယ်။အခုလိုမျိုးအခြေအနေမှာညီနိုင်မှုကိုပြပြအောင်ဝင်ရောက်ဆောင်ရွက်ပေးတဲ့ဆိုလည်းတမျိုး မဟုတ်ဘူးမတိတ်တိတ်လေးထားတာမှတော့ပြဿနာပြန်ဖြစ်မှာပဲနောက်တစ်ချက်ကအမေရိကန်ဖက်ဒါကတော့ထောက်ဆက်တိုင်းပဲ Trump အာဏာရပြီးအစိုးရဖြစ်လာအချိန်ကနေစပြီးတော့အရှိတ်မြင့်တက်လာတော့မှအရေးအောင်တွေးလာတဲ့ TPS အရာရင်းနေထိုင်ခွင့်ကိစ္စပို့ပြီးတော့အကောင်းလာတယ်မြန်မာနိုင်ငံသား၄ထောင်အနေပြီးတော့အခုဆိုရင် asylum တွေပါစီစစ်ပါညာနဲ့ဆိုတသားလောက်ကြာပြီထိခိုက်နိုင်တယ်ဒါဘာကိုပြလဲဆိုရင်ပြည်ပရောက်မြန်မာတွေ diaspora တွေပေါ့သူတို့အနေနဲ့ အမေရိကန်အစိုးရကိုမိခုတ်ပြီးလော်ဘီလောက်ရတာပိုခက်လာနိုင်တဲ့အခြေအနေဒါပေမဲ့တစ်ဖက်မှာလည်းသူရဲ့အားကိုပြန်ယူနေတာပဲစဉ်းစားကြည့်ပါ second economy ကြားဖြတ်နိုင်နေရေကိုအမေရိကန်ရဲ့ဖိအားပိုပြင်းထန်လာဖို့အခြေအနေရှိတယ်အခု KK ပတ်တို့ရွှေကုန်းကိုတို့ဝင်စီးနေတဲ့ Thailand ကပိတ်တဲ့လေကြေးတွေပိတ်တဲ့အခြေအနေမျိုးတွေဟာ geopolitical pressure တွေနောက်ဆက်တွဲရလဒ်တွေပဲလေ ကြားဖြတ်ဆိုတဲ့ဟာကိုအရေးယူထားတဲ့အချိန်မှာနည်းနည်းလေးတော့မှအတင်စီမခံပဲထိုင်းဖက်ကပြက်ပြက်သားသားလှုပ်ဆောင်မှုတွေတွေ့လာရတာပဲနောက်တစ်ချက်ကစီးပွားရေးဖက်ကြည့်စီးပွားရေးဖက်မှာကတင်ခဲမဖြူဈေးရတန်ကိုဒေါ်လာ38000အထိခုန်တက်သွားပြီဆိုလိုချင်တာကကဘာကြီးကမြန်မာပြည်ကိုနိုင်ငံအဖြစ်မမြင်တော့ပဲ risk များတဲ့ကုန်ချမ်းသွင်းပေးတဲ့နိုင်ငံသို့မဟုတ် conflict resort mine queen တို့ခုလောက်ပဲဆက်ဆံတော့မဲ့အခြေအနေဘာမှမဟုတ်တော့တဲ့နိုင်ငံတကတတလောက်ပဲဆက်ဆံတော့မဲ့ အခြေအနေမျိုးဖြစ်သွားတယ်တရားစာသားရှိရင်တော့တရားစာသားနိုင်မယ်ဆက်ဆံမယ်ဒီလောက်ပဲပြီးတော့ရှေ့ဆက်ပါဖြစ်လာနိုင်မယ်စီလွန်စီနရီယိုနှစ်ခုပဲရှိပါတယ်ဒီတိုင်းဆက်သွားရင်စစ်တပ်ကမြို့ကြီးတွေနဲ့လမ်းကြောင်းတွေကိုမရမကဆက်ထိပြီးတော့ရွေးကောက်ပွဲအတင်းလုပ်မယ်လက်စားတွေပိတ်ဆို့ခံရမှုကြောင့်မြို့ပြလူဒန်းစားတွေစီးပွားရေးထံပိုခံရမှာပဲဒီကြားမှာဖြစ်လာနိုင်ချေကရှမ်းမြောက်မှာဥပမာပေါ့ကုတ်မိုးမိတ်ဖက်ကိုထိုးလာလို့ဖြစ်တဲ့ပြဿနာမျိုးဒီတော့ KIA TNA Janta စစ်ကောက်စီရော ထိမ်းမရပဲတိုက်ပွဲပြန်ဖြစ်လာမယ်ဆိုရင်ဒါမှမဟုတ်ရင်မြဝတီနဲ့ဇာပိတ်ဆို့မှုတပတ်ထက်ပို့ပြီးကြာသွားမယ်ဆိုရင်စစ်တပ်ရဲ့ငွေကြေးနဲ့လောင်စာပြက်လန့်မှုပို့ပြီးတော့ရှော့ရတဲ့အခြေအနေတိတက်ရောက်မှုရှိတယ်။ဘာဖြစ်လို့လဲဆိုရင်အတိအကျကျွန်တော်ပြောခဲ့တဲ့အမတ်တေတာအမတ်နဲ့တရားဆိုတာထက်လေစိတ်တွေကနေဝင်တဲ့ကုန်စီစီးဆင်းမှုကပို့ပြီးတော့လာမှများလို့ပဲလေနဲ့ကုန်ဟိုဘက်တွေပဲကူးနေတဲ့ဂိတ်တွေအဲ့ဒါကပို့ပြီးတော့အဓိကကျတယ်ဒီကြားထဲမှာ ဂိမ်းပြောင်းသွားနိုင်တဲ့မိုင်းဂျိုတုံးခုတော့ရှိတယ်ဗျ။ဒါဟာဥပမာပေါ့ export sector collect ပေါ့ဗျာပြုတ်ကွဲနေတာက export လုပ်ငန်းရှင်တွေပဲလုပ်ငန်းရှင်စိတ်ဦးရှစ်ဦးကိုဖမ်းဆီးပြီးဒေါ်လာညှင်းနေတာ။ဒါတွေကအကုတ်တွေကိုလုပ်ငန်းရက်ဆိုင်တဲ့အထီးကိုတွန်းပို့လာနိုင်တဲ့အခြေအနေရှိတယ်။ဒါဆိုရင် forex ဒေါ်လာကိုရတဲ့ဘန်ကြလောကပြတ်ထက်သွားမယ်။နံပါတ်1ကတော့တော်လိုင်းအဲစုတွေရမခန့်ချင်စိတ်ပေါ့ရွေးကောက်ပွဲနီလာလေးလေးရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာပျောက်ကြားတိုက်ခိုက်မှုမျိုးပေါ်လာရင်တော့ဘုံဘုံကွဲတာတို့ ပြက်ခတ်မှုတွေမျိုးမြင့်တက်လာနိုင်ခြေလည်းရှိတာပဲပြီးတော့ border performance ကအဓိကပဲထိုင်းနဲ့ဇာလေးဂိတ်တွေပိတ်တာကတပတ်ထက်ကြော့သွားရင်တေချာပေါက်ခုတ်စင်းတို့ဖောင်းပွားမှုကထိုင်းမြနိုင်သိမ်းမြောက်ကိုဖြစ်မှာပဲဒီချိန်လေးမှာတော်လိုင်းဖက်တော့သားတွေနဲ့ကျွန်တော်ပြည်သူတွေအတွက်အဓိကကြံပြုချက်ပေးချင်တာကအဲ့ဒါကအရေးကြီးဆုံးပဲနေတိုင်းလက်ဒီစကားပဲပြောတာကိုတေသားမှအောက်ချုပ်ရရန်တရားခိုင်မအောင်မဖြစ်မနေတည်ဆောက်ဖို့လိုတယ်ဒါဟာအဓိကအချက်ပဲဘသူလုံးလုံးမလုံးလုံးကိုကလုံးနေဖို့လိုတယ် စစ်တပ်ရွေးကောက်ပွဲလုပ်တဲ့ဆိုတာသူ့ရဲ့ administration အုပ်ချုပ်ရန်တရအသက်ဝင်နေသေးတယ်ဆိုတာကိုနိုင်ငံတကာကပြပြီးတော့ထွက်ပေါက်ယူတာအဲ့ဒါကိုတံပြန်ဖို့ဆိုတာကတိုက်ပွဲတစ်ခုတည်းနဲ့မလုံလောက်ဘူးဥပမာတချို့တချို့ဒေသတွေမှာရှိပါတယ်စကိုင်းရယူအာတွေမှာလုံနေတဲ့လူမျိုးပေါ့ဖောက်ဆက်လိုက်တာနဲ့အကူအညီရနိုင်မဲ့စနစ်တရားဥပဒေစိုးမိုးရေးအဖွဲ့ငယ်တွေစိတ်မှန်တဲ့တရားဥပဒေစိုးမိုးရေးအဖွဲ့ငယ်တွေပြောတာပေါ်တော့လို့မကောင်းရတယ်ပေါ်တော့လို့နေရာမှာကိုယ်တိုင်လှုပ်ဖို့လို့တယ်။ဘာဖြစ်လို့လဲ စစ်တပ်ကကပ်ပြားပေးဖို့ကြိုးစားရင်ကျွန်တော်တို့ကဝန်ဆောင်မှုနဲ့လုံခြုံရေးကိုပေးနိုင်မှာတော့ပဲသူတို့ရဲ့ရွေးကောက်ပွဲတရားဝင်မှုဟာအလိုလိုပြက်ပြက်သွားမှာဒီတိုင်းတော့မပြက်ပြက်ဘူးပြီးတော့ဒီကောက်ချောက်ရရင်ကျွန်တော်တို့ခင်ဗျားတို့မြင်နေရရွေးကောက်ပွဲဆိုတာကဘယ်လိုနည်းနဲ့မှဒီမိုကရေစီဆိုတဲ့အခြေအနေမဟုတ်ဘူးအဲ့ဒါကစစ်တပ်ကသူ့ကိုယ်သူနိုင်ငံရေးအသက်ဆက်ဖို့ကြုံချင်းတူးတဲ့နိုင်ငံရေးကြုံချင်းတစ်ခုပဲအဲ့ဒီကြုံချင်းကိုမြေမြုပ်ဖို့ဆိုတာက မဲဘုတ်ထဲမှာမရှိပါဘူးကျွန်တော်တို့ရဲ့စူးစီးညီညွတ်မှုနယ်မြေစိုးမိုးတဲ့အောက်ချုပ်ရန်တရားပုတ်ဖို့နိုင်မှုမှာပဲရှိတယ်ဒါကဒီကောက်ချုပ်ပြောချင်တာပဲ